မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ9ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်တွင်းသတင်းကောင်းစီများကိုဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။စိုးမိုးထင်းကျုံနယ်မြေများတွင်လေလံတန်ခြင်းတွေစုစုပေါင်းကြက်တန်းပေါင်း48,241ကျော်နဲ့ရွှေစင်16.6လေးပိတ်တာရရှိခဲ့တယ်လို့ NUG ထုတ်ပြန်ခဲ့တဲ့သတင်း။ weekly super for လက်မှတ်အပတ်စဉ်ရောင်းချရခြင်းမှာရရှိမည်များအားပြည်သူတော်လှန်ရေးအတွက်အဓိကလိုအပ်သည့်ဘန်နာရံပုံငွေကိုဖြစ်တင်မြင့်တင်နိုင်ရန် NUG စီမံကိန်းဘန်နာရေးနှင့်ယင်းဤမြုံနံမှုဝင်ကြီးဌာနထံသို့အနှံသွားမယ်လို့အတည်ပြုတဲ့တွင်ငလျင်ပေးတဲ့သူများထံသို့ငွေသားထောက်ပံ့မှုအပါအဝင်အခြေခံစားတောက်စရာများ၊ဈေးဝါများယာယီနေထိုင်နိုင်ရန်အမိုးကာများပေးအပ်ခဲ့တဲ့တွင်တောင်ကိုရီးယားနိုင်ငံဆိုးမျိုးတွင်မြန်မာစစ်တပ်အကန့်ကွက်ရှုတ်ချသည့်ဆန္ဒပြပွဲကျင်းပပြီး တရုတ်တန်ယုံထက်အိတ်ဖွင့်ပေးစာနဲ့တောင်းဆိုချက်များပေးပို့ခဲ့တဲ့တဲ့တွင်အခြားတဲ့တွင်အကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။